အလုံးမဲမင်္ဂလာပါ The Great Godzilla ထဲရောမှပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမယ် Pick up by reading ကတော့တင်လက်ထပ်ဖြစ်မဲ့သူဆိုတာကိုကြည့်ပေးမှဖြစ်ပါတယ်အဲ့တော့ပြီးထားတဲ့ပုံလေးသုံးပုံလေးကနှစ်သက်ရပုံလေးပုံကိုရွှေ့ချထားပါ ေးဒါဆိုရင်ဖိုင်ရွေးလုပ်ပြီးလောက်ပြီးထင်ပါတယ်အဲ့တော့ Facebook ကနေ Terror မြင်ရလို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလောက်မြင်ရလို့ရတယ်လို့ video တိုင်းမှာ Fiverr Telegram WhatsApp format တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုချင်နေဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော် YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Fiverr Telegram WhatsApp format ထည့်ပေးထားပါတယ် ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်းလေးတွေ ဖန်ဝန်းလေးတွေသင်လက်ထဖြစ်မဲ့သူကဘယ်လိုလူဖြစ်မလဲ ဲ့တော့ဖိုင်ဝမ်းလေးတွေအတွက်ပေါ့နော်တင်လက်ထဖြစ်မဲ့သူကဘယ်လိုလူမျိုး ဖြစ်တယ်လဲဆိုလို့ရှိရင်ပေါ့နော်တင်လို့နှစ်ယောက်ကအမြဲတမ်းတော့ပေါ့နော်အာဘယ်လိုဆက်ဆံရင်းမျိုးဖြစ်တတ်တယ်ဆိုရင်အမြဲတမ်းတော့ဟိုချောချောမွေ့မွေ့နဲ့စင်ပြေပြီးတော့ရီမောနေတာမျိုးမဟုတ်ဘူးပေါ့နော်တယောက်နဲ့တယောက်မကြခဏ ထင်လွဲမှမှုလေးတွေဖြစ်တတ်တဲ့သူမျိုးဖြစ်တယ်။တဖက်လူက တချို့ဆိုလို့ရှိရင်ပေါ့နော်။ကယ်ရီကိုနဲ့နိုင်ငံတူတယ်ဆိုရင်တော့တခြားနိုင်ငံမှာ သွားရောက်ပြီးတော့အလုပ်လုပ်ကြရတာ။နိုင်ငံသားနဲ့နိုင်ငံအခြားနဲ့ကိုနေတဲ့နေရာက ကိုနိုင်ငံပေါ့နော်။အဲ့တော့နိုင်ငံအခြားနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းကိုလုပ်ကြရတာမျိုးဖြစ်တတ်တယ်။ ဝင်နှန်းဆိုလို့ရှိရင်လေကိုကတနေရာပေါ့နော်သူကတခြားနေရာမှာသွားရောက်ပြီးတော့အလုပ်လုပ်ကြရတာမျိုးဖြစ်တတ်တယ်နောက်တစ်ခုကတင်းတို့နှစ်ယောက်ဒီလိုလက်ထပ်ဖြစ်ဖို့အတွက်ကလည်းပေါ့နော်တင်ဘကဖြစ်စီသူဘကဖြစ်စီနှစ်ယောက်ထဲရတယောက်ကိုပေါ့နော်ဒီလိုမျိုးရွေးချယ်စရာရှိတဲ့အထက်ကနေမှာ နှစ်ယောက်ထဲကတစ်ယောက်ကိုရွေးချယ်လိုက်ရတဲ့ပုံစံမျိုးဖြစ်တတ်တယ်နော်တချို့တွေဆိုဘလို့ဆိုလို့ရှိရင်ဒီမှာဘလို့ပုံစံမျိုးဖြစ်တယ်လဲဆိုရင်ကဲ relationship တွေဖြစ်ပြီးသွားတော့မှာပေါ့နော်တယောက်တယောက်နဲ့တယောက်အထင်တွေလဲအထင်တွေလွဲသို့မဟုတ်တပ်ပါတီတတရလူဝင်လို့ပဲဖြစ်ဖြစ်အကြောင်းကြောင်းကြောင့်အဝေးကွာခြင်းတွေဖြစ်ပြီးမှပြန်ဆုံတတ်တဲ့ပုံစံမျိုးလေးတွေတွေ့ထားတယ်နော် ။ဘာလို့လဲဆိုရင်ဒီမှာမြင်ထားတဲ့ပုံစံရပါတော့။တယောက်နဲ့တယောက်သူကကိုကိုဖြစ်စေကိုကသူ့ကိုဖြစ်စေပေါ့နော်။ဥပိ္ပခာပြုလိုက်ပြီးကြောခန့်လိုက်ပြီးဆိုတဲ့ခဏအခြေအနေမျိုးစိတ်နေထားမျိုး ဖြစ်တဲ့အခါကြလို့ရှိရင်တစ်ဖက်လူကပြန်ပြီးတော့ကိုရဲ့ live ထဲကိုဝင်လာတတ်တယ်။နော်အဲ့လိုပုံစံမျိုးဖြစ်တတ်တဲ့အနေထားမျိုးလေးရှိပါတယ်။ နောက်တစ်ခုကပါလဲဆိုရင်တင်လို့နှစ်ယောက်ရပေါ့နော်လက်ထပ်ပွဲကတခုဖြစ်တတ်တာကဟောလူတွေအများကြီးနဲ့မဟုတ်ပဲနဲ့ပေါ့နော်ရိုးရှင်းရှင်းလေးနဲ့အလူနဲ့နဲ့ပပနဲ့ပေါ့နော်အဲ့လိုမျိုးပူဆန်းဆန်းလက်ထပ်ပွဲလေးညိုဖြစ်တတ်တယ်ချို့ဆိုလို့ရှိရင်ကြပြဆန်းဆန်းနေရာလေးတွေမှာပေါ့နော်ဥမာကန်းချီတို့နော်အဲ့လိုမျိုး ဟင်းလင်းပြင်တစ်ခုခုပေါ့နော်အဲ့လိုကြပြဆန်နဲ့အာပြောမယ်ဆိုရင်အနောက်တိုင်းကလူတွေရဲ့ပုံစံမျိုးပေါ့နော်ပြည်ပကလူတွေရဲ့ပုံစံမျိုးကိုမြန်မာလူမျိုးမဟုတ်တဲ့ခြားသောတိုင်းတစ်ပါးကသူတွေရဲ့ပေါ့နော်မင်္ဂလာဆောင်လေးတဲ့ပုံစံမျိုးလေးနဲ့အဲ့လိုရိုးရှင်းရှင်းနေအဲဆင်းရဲဖြစ်တာမျိုးလေးရှိတတ်တယ်ပေါ့နော်အဲ့တော့တင်လက်ထပ်ဖြစ်မဲ့သူကနောက်တစ်မျိုးဘလိုလိုမျိုးဖြစ်တတ်လဲဆိုရင်တော့ တင်းပေါ်မှာတော့ပေါ့နော်သူတော်တော်လေးချစ်တယ်ဒါပေမဲ့လို့အပြင်မှာထုတ်ပြီးတော့မပြတတ်တဲ့သူမျိုးဖြစ်တတ်တယ်နောက်တစ်ခုဘဝရဲ့တိုးတက်မှုအောင်မြင်မှုနဲ့ပတ်သက်လို့ရှိရင်ရှေ့ကိုတစင်မိတစင်ပေါ့နော်စ조사ပြီးတော့နီလန်းတွေရှာဖွေတယ်စ조사တယ်ဆက်လက်လှုပ်ဆောင်တယ်အဲ့လိုပုံစံမျိုးရှိတယ် ောက်တစ်ခုကတဖက်လူကအာခုနလိုပေါ့နော်ဒါဟိုငွေကြေးပဲဖြစ်စီလုပ်ငန်းပဲဖြစ်စီတိတိလေးမဟုတ်ဘူး ਨੇ အစဉ်ပြေတဲ့လုပ်ငန်းမျိုးကိုလောက်ကင်တဲ့သူမျိုးဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ငွေကြေးအစဉ်ပြေတဲ့သူမျိုးဖြစ်တတ်တယ်ဒါပဲငွေကြေးအစဉ်ပြေမယ်မလို့ကက်စီတော့နေတတ်တဲ့သူမျိုးထဲမှာပါတတ်တယ်เนาะ ပုံစံအနေထားနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီမှာတစ်ဖက်လူကအမျိုးသားဖြစ်စီအမျိုးသမီးဖြစ်စီပေါ့နော်အရက်အရမ်းမရှိတာမျိုးသို့မဟုတ်အရက်ရှိတဲ့ဆိုတော့ကြည်ကောင်းတဲ့ထောင်ထောင်မောင်းမောင်းပုံစံမျိုးတော့မရှိဘူးမိန်းကလေးဖြစ်စီယောက်ျားလေးဖြစ်စီအရက်နဲ့နဲ့ပူတယ်နော်တူတဲ့အထဲမှာတော့ရှိတတ်တယ်အရက်အရမ်းရှိတဲ့အထဲမှာ မပါတတ်ဘူးเนาะအဲ့လိုပုံစံမျိုးတွေ့ရတယ်တချို့ဆိုလို့ရှိရင်ဒီလိုမျိုးလူမျိုးလည်းဖြစ်တတ်တယ်ကုံတယ်စီးပွားလုပ်တဲ့သူတွေထဲမှာလည်းပါတတ်တယ်ပေါ့เนาะတဏ္ဍာန်နဲ့တဏ္ဍာန်ကိုပစ္စည်းတွေတင်သွင်းတယ်သို့မဟုတ်တဏျာနဲ့တဏျာကိုပစ္စည်းတွေတင်သွင်းတယ်ဟောအဲ့လိုမျိုးဟောအလုရှုပ်တယ်ဆိုရဲပေါ့နော်အလုရှုပ်တယ်ဆိုတာအဲ့လို အပစ္စည်းဝင်လာမှတို့ပါတို့ကိုမျောရတယ်စောင့်ရတယ်အဲ့လိုအလုံမျိုးတွေကိုလောက်ရတတ်တဲ့သူမျိုးဖြစ်တတ်တယ်။အပညာရည်ချင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဖိုင်ဝမ်းမှာတော့ပညာတက်လည်းဖြစ်နိုင်တယ်သို့မဟုတ်ကိုပိုင် စီးပွားရေးပေါ့နော်ဒါအစဉ်ပြေပြေလေးနဲ့လုံနေတဲ့သူမျိုးလည်းဖြစ်နိုင်တယ်စီးပွားရေးတည်တည်လေးမကောက်ပေါ့နော်နည်းနည်းကြီးကြီးလောက်တာမျိုးလည်းဖြစ်တတ်တယ်။ အခုနပြောတဲ့အတိုင်းပဲရက်ဝေးနဲ့ပတ်သက်ဆက်ဆံပြီးတော့လောက်တာမျိုးလည်းဖြစ်တတ်တယ်။ဒီလိုနှစ်ယောက်ကပေါ့နော်အခြေအနေကဘယ်လိုမျိုးလေးဖြစ်တတ်လဲဆိုရင် လူနှစ်ယောက်စုံနေလို့ရှိရင်တော့ရန်ဖြစ်နေတတ်ပြီးတော့ဝေးနေတဲ့အခါကျရင်တေအောင်လွမ်းနေတတ်တဲ့စုံလွဲမျိုးလေးတော့ဖြစ်တတ်တယ်ဆိုတာမျိုးတွေ့ရတယ်နော်။တင်းနဲ့အဲ့လိုဖြစ်မဲ့သူပေါ့နော်။အဲ့လိုဖြစ်မဲ့သူ ਨੇ marriage life ကိုတွားရတတ်တယ်။နောက်တစ်ခုတစ်ဖက်လူကသူ့ဟာသူဘလောက်ပဲပေါ့နော်ပတ်စံတွေပေါ်ပေါ်များများရှိရှိအဝိစားတွေပါတယ်ဆိုလို့ရှိရင်ပေါ့နော်တိတ်တိတ်ချာချာတိတ်ပြီးတော့မဝတ်တက်ဘူးမဝတ်တက်ဘူးဆိုတာမမဝဲတာမဟုတ်ဘူးဝဲတယ်။သူကပေါ့နော်တကယ်ကိုအကောင်စားတွေ brand new တွေပေါ့နော်ဝယ်တယ်ဝတ်တယ် သူ့အတွက်သူပေါ့နော် brand new တွေဝယ်တယ်ဝတ်တယ်ဒါပေမဲ့လို့ပြောမယ်ဆိုငွေကြေးအားဖြင့်လဲတခြားလူအတွက်ပေါ့နော်ပေါ်ပေါ်မြမြသုံးနာထပ်ဆိုင်တချို့သော connection တွေမှာမြင်ဘူးမှာပါနော်ဒါကတော့ main ကလေးကဖြစ်စီယောက်ျားလေးကဖြစ်စီ relationship တစ်ခုမှာတချို့ဟာကိုမသုံးဘူးเนาะပတ်စံတရားရှိရင်ကိုမသုံးဘူးကိုရဲ့ relationship ကိုတရားလုံးပြီးသုံးလိုက်တယ်အဲ့လိုပေါ့เนาะ တချို့သော relationship တွေကြတော့ငါမှလည်းအခွင့်အရေးရှိတယ်ဆို90ရာက90 53နဲ့ relationship တွေလည်းရှိတယ်။เนาะတချို့ relationship ကြအလုံးမဟုတ်ဘူး။ကိုက80သုံးလို့ရှိရင်တစ်ဖက်လူ20ပဲပေးသုံးတယ်เนาะအဲ့တော့ဒီ connection မှာတော့တစ်ဖက်လူကခုနတော့ကလည်းငွေကြေးနည်းနည်းကက်စီနေတဲ့အထက်ပါတယ်လို့ပြောတဲ့အတော့တစ်ဖက်လူကသူ့အတွက်တော့သူဟိုမှာဒီ brand new ပစ္စည်းတစ်ခုတွေ့တယ် brand up ပစ္စည်းတစ်ခုတွေ့တယ် ဘနဲ့သိန်းဆိုရင်လည်းသူ့အတွက်တော့ဝင်ဝယ်လိုက်မယ်ပေါ့နော်ကို့အတွက်ကြတော့အဲတရားရာခိုင်နှုန်းမှာသူ့အတွက်80ရာခိုင်နှုန်းသုံးပြီးပါရင်ကို့အတွက်20ရာခိုင်နှုန်းသုံးတယ်နော်အဲ့လိုပုံစံမျိုးလေးရှိတယ်အဲ့တော့နည်းနည်းလေးတော့သူ့နဲ့ကိုနဲ့ကိုဒန်းညီညီများအခွင့်ရေးတော့တိတ်မပေးဘူးပေါ့နော်သူမသုံးမနဲ့ ကိုယ်အပြည့်ဝသုံးခိုင်းမယ်ဆိုပြီးတော့လည်းအနည်းနာခံမဲ့သူပုံစံမျိုးတော့မဟုတ်ဘူးဒါကြောင့်မလို့ဖိုင်ဝမ်းတဲ့သူနဲ့ကတော့တိတ်ပြီးတော့မတည့်တဲ့ထဲမှာတော့ပါမှာပေါ့နော်အကယ်၍သူက80ရာခိုင်နှုန်းသုံးတယ်ဆိုရင်ကိုက20ရာခိုင်နှုန်းသုံးရတယ်ပေါ့အဲ့တော့ပစ္စည်းတစ်ခုခုထွက်တဲ့အခါဖြစ်စေတစ်ခုခုအတွက်သုံးမဲ့လှုပ်ဆောင်မဲ့အခါဖြစ်စေသူ့ကိုပို့ပြီးတော့ဦးစားပေးရတယ်ပေါ့နော် ပစ္စည်းတစ်ခုဝယ်ခြင်းနဲ့ဝယ်စားတစ်ခုဝယ်ခြင်းနဲ့ဆိုရင်လည်းတစ်စိမ့်တစ်ခုအသေးထွက်ရင်သူ့ရင်ဝယ်တယ်ပေါ့နော်ကိုကနောက်မှဝယ်ရတယ်အဲ့လိုမျိုးလေးတွေတော့စားစားရသူ့ဦးစားပေးရတဲ့အနေထားမျိုးလေးတွေမှာတော့ရှိတတ်တယ်နော်အဲ့လိုမျိုးလေးတွေ့ပါတယ်တစိမ့်တကသင်လက်ထက်မဲ့လက်ထက်ဖြစ်မဲ့သူရဲ့အနေထားဖြစ်ပါတယ် Facebook ကနေ terror meme များလို့ပါက Facebook search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ်။ page messenger ကနေလည်းလောင်းမေးမြန်းလို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp forum တွေလည်းထည့်ပေးထားပါတယ်။ YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုချင်တဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp forum မှာထည့်ပေးထားပါတယ်။ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ find tool လေးတွေ့ ဖိုင်ထူးလေးတွေတင်လက်ထပ်ဖြစ်မှတ်သူ တော့ find two လေးတွေအတွက်သင်လက်ထပ်ဖြစ်မဲ့သူကဘယ်လိုလူမျိုးဖြစ်တယ်လဲဆိုလို့ရှိရင်ရဲရင်နဲ့တတိရှိတယ်သူ့ကိုလူတွေကကြောက်ကြတယ်နော်အဲ့လိုလူမျိုးဖြစ်တတ်တယ်လူတွေကိုလူတွေအပေါ်မှာဩဇာအာဏာရှိတယ်သူတစ်ချက် စိတ်ဆိုးလိုက်ရင်မမဲလိုက်ရင်တခြားသူတွေကတခြားသူတွေရပါတော့သူ့ကိုသူ့လိုချင်တာမပေးဘဲမနေနိုင်ဘူးကြောက်ရတယ်เนาะအဲ့လိုမျိုးဩမူလမွေးရပါပေါ့เนาะအာနာလေးနည်းနည်းပါလာတာမျိုးရှိတယ်အဲ့လိုလူမျိုး ဖြစ်တတ်တယ်เนาะ အရုကပါလဲဆိုသူကသူ့ရဲ့အလုတ်ခွင်နယ်ပဲမှာဖြစ်စီသူ့ရဲ့ပတ်ဝန်းကျင်မှာဖြစ်စီသူဘလောက်ပဲအနာပါဝါကြီးကြီးကဲဘေးသူဆိုးတယ်ဆိုရင်တော့မပဲပေါ့နော်ဘလောက်ပဲသူကပါကောင်ကြီးပဲဖြစ်နေဖြစ်နေတင့်ရှိမှာတော့ကလေးငယ်လေးတယောက်လို့ယုံငယ်လေးတကောင်လို့ပေါ့နော်ဟိုချစ်စရာပုံစံလေးနဲ့ ရှိနေပေတတ်တယ်ဆိုတာမျိုးတွေ့ရတယ်အခုကဘာလဲဆိုရင်အာချိုးကြပါเนาะတဖက်လူကခီးသွားလာရေးကိစ္စတွေခီးသွားပြီးလောက်ရတဲ့အလုပ်မျိုးတွေကိုလောက်တာလည်းဖြစ်တတ်တယ်။ကုန်သည်စီးပွားတို့လည်းဖြစ်တတ်တယ်။နိုင်ငံအခြားနဲ့ဒီနဲ့ပေါ့เนาะနိုင်ငံအခြားမှာသွားနေပြီးတော့အလုပ်လုပ်ရတဲ့ လှုပ်လေတဲ့ဖြစ်တတ်တယ်။ကဘာပတ်ပြီးတော့သွာလာနေရတတ်တဲ့လုပ်ငန်းမျိုးကိုလှုပ်ရတဲ့သူလည်းဖြစ်တတ်တယ်။အဲ့တော့တစ်ဖက်လူကတော်တဲ့ထတ်တဲ့ထတ်မြတ်တဲ့ပေါ့နော်ရေချင်းရှိတဲ့သူမျိုး ဖြစ်တတ်တယ်နောက်တစ်ခုကတစ်ဖက်လူကစေတနာကောင်းတဲ့သူမျိုးဖြစ်တတ်တယ်ဘေကန်စွန့်ကျဲရမှာ လက်လွယ်တယ်နော်နောက်တစ်ခုအပေါင်းအသင်းကိုလည်းမင်တတ်တယ်အပေါင်းအသင်းမင်တဲ့သူမျိုးလည်းဖြစ်တတ်တယ်သူများကိုပေါ့နော်ကိုယ်မှရှိလို့ရှိရင်သူများဒုက္ခရောက်လို့ရှိရင်မနေနိုင်ဘူးအလွယ်တကူပေးတတ်ကန်းတတ်တဲ့စိတ်မျိုးရှိတဲ့သူလည်းဖြစ်တတ်တယ်နောက်တစ်ခုကအဲ တဖက်လူကဂီတနဲ့ပတ်သက်တဲ့အပိုင်းမှာလည်းအနုပညာအရေးသွေးရှိပြီးတော့တော်တော်လေးအနုပညာအရေးသွေးရှိပြီးတော့အာဘောနော်ဟိုတော်တော်လေးလည်းအနုပညာပိုးပါပြီးတော့ဂီတကိုတော်တော်လေးစိတ်ဝင်စားတဲ့သူမျိုးဖြစ်တတ်တယ်။နောက်ပြီးတော့တဖက်လူသည်ဘယ်အသက်ရွယ်ပဲဖြစ်စေ ပျပျော်ရွှင်ရွှင်ပေါ့ပေါ့ပါပါ လလန်ဆန်းဆန်းနဲ့နေတက်လို့နေတက်တယ်အရာမလို့သူ့ကိုသူ့ကိုကြည့်လို့ရှိရင်နုပြိုနေတာမျိုးရှိတတ်တယ်ပေါ့နော် ရှိနေတဲ့အသက်ရဲ့အသက်အရွယ်ထက်ပိုပြီးတော့နုပြိုနေတာမျိုး ရှိတတ်တယ်ဝစ်စားပိုင်းဆိုင်ရာဝစ်ပုံစားပုံကတော့အရန်ကြီးဆွဲဆောင်မှု မရှိတတ်ဘူးဝစ်ဆက်မရှိတဲ့သူလိုမျိုး နည်းနည်းလေးပေါ့နော်နေတာထိုင်တာလေးကဝတ်တာစားတာလေးကဖယိုဖယဲနိုင်တတ်တယ်လှလပပတိတ်ပြီးတော့မဝတ်စားတတ်ဘူးနောက်တစ်ခုကယောက်ျားလေးဆိုရင်လည်းပေါ့နော်မကြခဏတင်ငန်းစီတာမျိုးမိန်းကလေးဆိုလို့ရှိရင်လည်းတိလရှင်ဝတ်တာမျိုးတွေနဲ့သာသနာဘောင်ထဲကို အာသာသနာအလုတ်ကိုပေါ့နော် မကြခနာလောက်တတ်တဲ့သူမျိုးဖြစ်တယ်နောက်တစ်ခုက တဖက်လူကယောက်ျားလေးဆိုလဲမမားစ်ဘွိုင်းပေါ့နော်မိန်းကလေးဆိုလဲမမားစ်ကဲပေါ့မိသားစုမှာမိခင်ကို ပို့ပြီးတော့ချစ်မြတ်နိုးတတ်တဲ့သူတွေမှာ ပါတတ်တယ်နော် မိခင်ကိုတဏ္ဍဆွဲချစ်ခင်တဲ့သူတွေမှာပါတတ်တယ်။ဒါကြောင့်မို့လို့အကယ်၍ဖိုင်ထူးကမိန်းကလေးဆိုလို့ရှိရင်လည်းတစ်ဖက်လူကဒီ relationship မှာဖိုင်ထူးကိုသူ့ရဲ့မိခင်ကိုချစ်တယ်လို့မျိုးပေါ့နော်။ဖိုင်ထူးအပေါ်မှာလည်းတန်တန်ဆွဲချစ်ခင်တတ်တယ်။အဲအဲ့တော့တဖက်လူနဲ့တဖက်လူကပေါ့နော်ဖိုင်တူးကိုတော်တော်လေးတော့စိတ်ပျော်ရွှင်မှုပေးနိုင်တဲ့ သူမျိုးထဲမှာပါတယ်ဘယ်လိုအခြေအနေအချိန်ခါမှာပဲဖြစ်ဖြစ်ပေါ့နော်စိရဲ့ချမ်းသာဘယ်လိုလောကဓာတ်နဲ့ကြုံကြုံအလွယ်တကူမစွန့်ပြစ်သွားတတ်ဘူးဖိုင်ထူးအပေါ်မှာတစ္ဆာအယမ်းရှိတဲ့ချစ်ချင်းမျိုးနဲ့ချစ်ပေးတတ်တယ်သူဘသူတွေရှိမှာပဲပေါ့နော် သူ့ရဲ့စိတ်ဆန္ဒတွေကိုရှေ့တန်းတင်ပြီးတော့ဘယ်လိုပဲနေထိုင်နေထိုင် ဖိုင်တူရဲ့ရှေ့မှာဆိုလို့ရှင်တော့ဖိုင်တူဖြစ်စေခြင်းနဲ့ပုံစံအတိုင်းလေးနေပေးတတ်တဲ့သူမျိုးဖြစ်တယ်။ဒါပေမဲ့ယောက်ျားလေးဆိုရင်လည်းစိတ်ကလေးတော့မကြခနာကောက်တတ်တယ်။စိတ်ဆိုးစိတ်ကောက်ခဏခဏဖြစ်တတ်တဲ့အထဲမှာတော့ပါတယ်စိတ်မရှိတာမဟုတ်ဘူးเนาะစိတ်ဆိုးစိတ်ကောက်ဖြစ်တာ စိတ်ရှိတယ်တခြားလူတွေအပေါ်မှာစိတ်မရှိဘူးဆိုရင်တော့ဖိုင်တူးအပေါ်မှာ အလွန်အလွန်စိတ်ရှိတယ်စိတ်ရှိသီးခံပြီးတော့သူများတွေရဲ့ရံကနေပြီးတော့ကာကွယ်ပေးတတ်တယ်ဒါမဲ့အားနေချက်ကတော့မကြခဏပေါ့နော်ခလေးတယောက်လိုမျိုးစိတ်ဆိုးစိတ်ကောက်ခဏခဏဖြစ်တတ်တယ်ဒါမဲ့စိတ်ဆိုးစိတ်ကောက်ဖြစ်တယ်ဆိုတာဖိုင်တူးကတခုံတခုံပြောပြီးချော့လိုက်ရင် ပြီးသွားတယ်အကြကြီးမှတ်ထားလေမရှိဘူး ဲ့လိုပုံစံမျိုးဖြစ်တဲ့သူမျိုးဖြစ်ပါတယ်ဒါဆိုရင်ဒီပုံလေးကို ရေးထားတဲ့ဖိုင်3လေးတွေ တင်လက်ထပ်ဖြစ်မဲ့သူကဘယ်လိုလိုမျိုးဖြစ်နေလဲဖိုင်တရီအတွက်တင်လက်ထပ်ဖြစ်မဲ့သူက လို့ပြောမှာချိုးကြတော့ရေရှည်ဆက်ဆံရေးတစ်ခုတိဆောက်ပြီးမှ relationship ကိုရရှိသွားတာမျိုး ဖြစ်တတ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမှာကအစင်မပြေတော့ဘူးဆိုပြီးတော့ကံညမာကပေါ့နော်။အဆက်အသွယ်တွေပြတ်သွားပြီးမှပြန်ပြီးတော့အစင်ပြေတတ်တဲ့ဆက်ဆံရေးမျိုးဖြစ်တတ်တယ်ဆိုတာမျိုးတွေ့ရတယ်။တစ်ဖက်လူကဘဝမှာကံကောင်းတတ်တဲ့ အဆဆရပါတော့ဘယ်လိုကိစ္စပဲဖြစ်ဖြစ်သူ့ရဲ့ဘဝမှာသူကကံကောင်းတတ်တဲ့လူသားအမျိုးအစားထဲမှာပါတယ်ပျော်ရွှင်ရွှင်လန်းနေတတ်တယ်လန်းလန်းဆန်းဆန်းတတ်တတ်ကြွကြွလည်းရှိတယ်ကလေးငယ်တယောက်လိုပဲပေါ့နော်စိတ်ကိုနေထိုင်နေအရာကြောင့်ရှိနေတဲ့အသက်အရွယ်ထက်ပေါ့နော်နှုတ်ပြိုနေတာမျိုးရှိတယ်နောက်ပြီးတော့ခီးသွားရတာကိုနှစ်သက်တယ် ပျော်ပွဲရှင်မွဲအော်ပျော်ပွဲရှင်မွဲဆောင်လို့မျိုးလူတွေကြံ့ကျင်းနေတဲ့ပွဲတဲ့မဟုတ်ဘူးပျော်ရှင်စရာကောင်းတဲ့ပျော်ပွဲစားထွက်ခြင်းမျိုးတွေပေါ့နော်ဒါမျိုးခဏခဏလှုပ်တတ်တယ်အဲ့လိုလှုပ်ရတာလေဝါသနာပါတဲ့သူမျိုးဖြစ်တယ်လှပောက်လေခံစားတတ်တယ်ယောက်ျားလေးဖြစ်စီမိန်းကလေးဖြစ်စီ ကိုကိုကိုအတွက်ငွေကြီးများများဆဆဆသုံးတတ်တယ်။မိန်းကလေးဆိုလို့ရှိရင်လည်းသပင်ဆိုင်မှာသွားပြီးတော့ဘယ်လိုလေးလှုပ်လိုက်မယ်။ညာလိုလေးလှုပ်လိုက်မယ်ပေါ့နော်။လက်သေးလေးတွေအလားဆိုးလိုက်မယ်။ယောက်ျားလေးဆိုလည်းအဲ့လိုပဲပေါ့နော်။ဘယ်လိုပစ္စည်းကောင်းလေးတွေထွက်လဲကို့အတွက်ပေါ့နော်။ဝယ်သုံးတယ်။ရတနာပစ္စည်းလေးတွေလည်းမှတ်တဲ့အထဲမှာလည်းပါတယ်တစ်ဖက်လူကနော်။ ရတနာဖြစ်စည်းလဲဝယ်ပြီးတော့ဆုတ်တက်တယ်။နောက်တစ်ခုတစ်ဖက်လူကနည်းနည်းလေးပေါ့နော်လူလဲတဲ့လူလဲလဲဖြစ်ရင်ဖြစ်မယ်လူဆိုးလေးလဲဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်။တော်တော်လေးတော့လဲတဲ့အထဲမှာပါတယ်။စီပွားရေးလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့နော်။သူတစ်ပါးကိုအုံနောက်ဖောက်စားတတ်တယ်။သူတစ်ပါးကိုစကားတွေလှက်ပတ်ပြောပြီးတော့ကိုလိုချင်တဲ့အကွက်ကိုရအောင်ဖန်တီးတတ်တယ်။စကားပြောဆိုရမှာ လိုချင်တဲ့ထောင်ချောက်ကို သူများကိုပေါ့နော်ကောင်းကောင်းလေးဆင်တတ်တယ်။သူများရမယ့်အကျိုးမြတ်ကိုကြားနေဖြတ်ပြီးတော့ကိုယ့်ရဲ့အကျိုးမြတ်ဖြစ်အောင်လို့ယူတတ်တယ်။တခါကျရင်သူဟာ သူလှုပ်ချင်တာတွေပေါ့နော်။သူလုံလုံအားကြီးလို့ကိုယ်ကိစ္စနဲ့ကိုပေါ့နော်။လမ်းပိတ်နေတတ်တဲ့သူတွေမှာပါတယ်။ ြောမယ်ဆိုရင်သူပဲဖြစ်စေဖိုင်သရီးပဲဖြစ်စေနှစ်ယောက်စလုံးကစမ်းပွင့်တဲ့အထဲမှာပါတတ်တယ်။သူကပွင့်ပွင့်မပွင့်ကိုပွင့်မော်နော်။သို့မဟုတ်နှစ်ယောက်စလုံးပွင့်လည်းပွင့်မယ်။စမ်းပွင့်တဲ့သူထဲမှာပါတတ်တယ်။အခြားသောဆက်ညီမလိန်တွေက ကြီးလိုက်တဲ့ဆိုရင်လူချင်းနဲ့လူအမျိုးအစားပေါ့နော်။အဲ့လိုမျိုးလေးဖြစ်တတ်တယ်။အဲ့တော့သူကသူ့ဘဝမှာစိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကြုံရလို့ပေါ့နော်အနှိမ်ခံလို့တော့ဘာလို့အဲ့လိုမျိုးရှိခဲ့တယ်ဆိုရင်သူ့ရဲ့အစွမ်းအစကိုပြဖို့အတွက်အမြဲတမ်းအပတ်တကုတ်စူးစမ်းနေတတ်တဲ့သူမျိုးဖြစ်တယ်။ဒါမှမဟုတ်ဖိုင်ဒရီကအဲ့လိုမျိုးဘယ်တခြားလူတွေရဲ့ပေါ့နော်နှိမ်နာနင်းနာကိုခံရတယ်ဆိုလို့ရှိရင်လေဖိုင်ဒရီကိုကိုယ့်ရဲ့ချင်းနဲ့ကို တောက်ပနေအောင် တောက်ပြောင်နေအောင်ကြိုးစားခိုင်းနေကြိုးစားခိုင်းတတ်တဲ့သူမျိုးဖြစ်တယ်ကြိုးစားတဲ့အခါမှာလည်းအဲ့လိုတောက်ပြောင်နေအောင်အတွက်ဝင်ရောက်ပြီးတော့ကူညီတတ်တယ်တစ်ဖက်လူကပွဲတော်တွေပါတယ်သွားရတာမျိုးလည်းနေတတ်တယ်ဟောသူလည်းဒီမှာကျတော့အပေါင်းသင်းကိုမင်တာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့အပေါင်းသင်းနဲ့ပတ်သက်ပြီးတော့ ငွေကြေးလက်လာပါရမယ်လမ်းကြောင်းဖြစ်စေငွေကြေးလက်လာပါကိုဖြစ်စေရှာဖွေတဲ့နီလန်းရှာဖွေတဲ့မျောလင်းတဲ့အတွက်ကြောင့်မလို့အပေါင်းသင်းတွေကိုရွေးပြီးတော့ပေါင်းတက်တဲ့သူမျိုးဖြစ်တယ်။သူကအောင်မြင်ခြင်းတဲ့သူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့အပေါင်းသင်းတွေသူ့ကိုခင်တွေ့အောင်လို့စူးစမ်းပြီးတော့ပေါင်းတယ်။အဲ့အပေါင်းသင်းတွေနဲ့အတူ နေရာကောင်းတွေကိုလည်းတွားရောက်လဲပတ်တာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေစူးစားတတ်တဲ့သူမျိုးဖြစ်တယ်ဒီမှာလဲ find the ree မှာလဲအတူတူပဲပေါ့နော်အဲတချို့ကြတော့နေရမတူတာเนาะနိုင်ငံခြားနေတာအဲ့လိုမျိုးလေးတွေနဲ့အလုတ်လောက်ကင်နေတဲ့ လူမျိုးတွေဖြစ်တတ်တယ်။ကျိုးကကြတော့အဲ့လိုနေဆက်ပတ်တွေမှာလည်းသွားရောက်လောက်ကင်ပြီးရော စီးပွားရှာနေရတဲ့သူမျိုးထဲမှာလည်းပါတတ်တယ်ဆိုတာမျိုးတွေ့ရတယ်။အဲ့တော့လုပ်ငန်းစီးပွားလုပ်တဲ့အခါမှာ fine 3မှာလည်းဗာတွေ့ရလဲဆိုရင်တပတ်လူကစီးပွားရေးလုပ်တဲ့အခါမှာစီးပွားရေးတိတိလေးမဟုတ်ပဲနဲ့စီးပွားရေးကိုကြီးကြီးမားမားပေါ့နော်ငွေကြေးမြန်မြန်ဆဆအထုတ်လိုက်ထဲလိုက် ရတတ်တဲ့အဲရတာမျိုးပေါ့နော် ထုတ်လိုက်ထည့်လိုက်ရတဲ့အလုပ်မျိုးကိုလောက်တာမျိုးဖြစ်တတ်တယ်အဲ့ဒါမျိုးလေးတွေ့ရပါတယ်နော်နောက်တစ်ခုတွေ့ရသေးတာကအာတစ်ဖက်လူကပြိဿံလေးတွေကိုလည်းချစ်တတ်တယ်နော်ဒိဋ္ဌံလေးတွေကိုချစ်တတ်တယ်ဒိဋ္ဌံလေးတွေအတွက်အစာကျွေးဖို့ဖြစ်စီလူဖို့တမ်းဖို့ဖြစ်စီပေါ့နော် အဲ့လိုမယုံမရှာနဲ့တရိတ်ဆန်လေးတွေကိုကင်တွယ်ပြီးတော့ချစ်တတ်တဲ့သူမျိုးထဲမှာလည်းပါတယ်ဆိုတာမျိုးတွေ့ရတယ်။အိမ်မှာဆိုလို့ရှိရင်လည်းဥပမာခွေးတွေကြောင်နေပေါ့နော်။အဲ့လိုမျိုးမွေးထားတတ်သေးတယ်ဆိုတာမျိုးတွေ့ရတယ်။ဒါဆိုရင်ဘာရှိအောင်လဲဆိုရင်တော့ အခုနပြောပြလာတော့မသိဘောတော့တစ်ဖက်လူကပျော်တတ်တယ်ရှင်တတ်တယ်ဟာတာလည်းပျော်တတ်တယ်ရှိစရာလည်းပျော်တတ်တယ်အမြဲတမ်းပေါ့နော်ခိုးခိုးခိခိဟီဟာနဲ့အဲ့လိုဘဝကိုရေရမောမောနဲ့ဖြတ်တန်းခြင်းနဲ့သူတဲမှာပါတတ်ပါတယ်ဒါဆိုရင်ဒါက find 3အတွက် reading ဖြစ်ပါတယ်အဲ့တော့ find 3ဘလုံးရဲ့အဖြစ်ကိုဖတ်ပြပြီးသွားပါပြီအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ next reading နေ့မှာပြန်လည်ဆုံတွေ့ကြမယ်နော်